တို့ညာရဲ့ပြည့်တများလို့မယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပေးမှာကတော့ဆရာတမောင်မြင့်ပါသာပြန်ထားတယ်တမ်းလေးလေးပြဆိုတဲ့ပါသာပြန်ဝတ်တူရဲ့အပိုင်း၁၁ဖြစ်ပါတယ်ခင်ဗျာခံစားနာစဉ်ပေးကြပါဦးခင်ဗျာ ောအိုကလက်ပွေကိုဖွင့်ပြီးစာရွက်တွေကိုထုတ်သည်ပြီးတော့တရွက်ချင်းလှန်ကြည့်ပြီးဟောဒီမှာ1914ခုနှစ်ဇွန်လ6ရက်နေ့ကွအဖွားရဲ့မြင်းနာမည်ပြည့်စုံကို ပြောပါအောင်ခင်ဗျ Great ပါပါလေ Great Shipman နောက်တဲ့ချိန်မျက်လုံးပြူရပြန်သည်အလုံးတရင်ကြည့်သည့်ရွှေမင်းသမီးလေး Great Shipman ဟာ Mrs. Allen ရဲ့မြေးကို Philadelphia ရင် Grace ကိုမသိသူမရှိ မကြားဘူးသူမရှိ စာနယ်ဇင်းလူမှုရေးကဏ္ဍများတွင် ထိတ်ဆုံးကပါနေကြမဟုတ်လား grace မှာအသက်အစိတ်မြသာရှိသေးသည်လှသည်သို့တော်အေးဆက်ဆက်အယံမအမွေတွေရမည်တန်းကြွတထေးလောက်မှလည်းဖြစ်၏သူတက်ပေါ်နေသူတရင်မှာတရင်စာများတွင်ပြတ်တည်မရှိလားရိုးရိုးကိုပြန်ကြည့်မည်ဆိုရင်လဲ grace ဤမိဘဘိုးဘွားအနွယ်ထဲမှာ baggy ship band ဆိုသည့်မြို့သမီးတို့မှာ benedict arno နဲ့အိမ်အောင်ကြဖို့သည်တိုနီခေါင်းတွင်မူနောင်နောင်ဖြစ်သွားသည် ဟုတ်ကဲ့ဘွား ကျွန်တော်ထပ်ဖြည့်ပြင်ဆင်ချက်ဒေတန်းစာရေးဖို့ကောင်းမလေးတယောက်ခေါ်လိုက်ပါမယ်။ပြပြဆိုဆိုတိုနီခလုတ်နှိမ့်လိုက်သည်။ဒေါ်စင်နဲ့တယ်လီဖုန်းတံမြည်လိုက်။ကောက်ကင်လိုက်သည်။တိုနီလော်ရန့်စ်ပါ။ဟယ်လိုတိုနီ။တဖက်တန်ကခတ်အုပ်အုပ်ခတ်တူတူ။လိုဂန်ကလေးတန်ပါတိုနီ။ဒီမဲ့ကို့လူ။တယ်လီဖုန်းကိုမောင်းရင်နားနဲ့တားဖိတ်ထားစမ်းပါ။ကို့အတန်ကိုနဘေးကမကြားစေနဲ့။လိုဂန်ကလေးတန်မှာတိုနီတို့ရှေ့နေဖွဲ့ကြီးဥဆောင်၅ဦးတွင်တူဦးဖြစ်သည်။ဟုတ်ကဲ့ခင်ဗျာ။ မင်းစီမှာတကယ်ဧည့်သည်တယောက်ရောက်နေတယ်လို့တို့ကြားတယ်။ဟုတ်ပါတယ်ဦး။အေးမင်းနဲ့မျက်နှာချင်းဆိုင်မှာဒေါ်လာတန်းတရာဒါမှမဟုတ်တန်း90ထိုင်းနေတာကွာ။ဒါပေမဲ့မင်းတည်တည်ချာချာမကင်တွေ့တတ်ရင်တော့ဘုံတစ်လုံးပဲကိုလူ။တို့တွေ Mrs. Allen နဲ့ Dickinson ရဲ့ရှေ့နေနဲ့မှုတဲ့ဆက်ဆံရေးကိုဝင်နှောက်ရရောက်နေတယ်။ဒီမျိုးသမီးကြီးမင်းစီမှာရောက်နေတဲ့ကြောင်းသူတို့ကိုအကြောင်းကြားပေးပြီလား။မကြားရသေးဘူးဦး။သူတို့စီကိုပဲသွားတင်ပါရဲ့လို့ မေမစ္စစ်အယ်လင်ကို ပြောသေးလားဟုတ်ကဲ့ပြောပါတယ်အေးဟုတ်ပြီကောင်းတယ်ဒါဆိုသူ့သဘောနဲ့သူဒုစီလာတယ်ဆိုတာရှင်းတယ်နော်မှန်ပါတယ်ခင်ဗျာကောင်းပြီမစ္စစ်အယ်လင်ကိုဒုကစေုံးတာမဟုတ်ကြောင်းတေချာရည်တဲ့တေချာအောင်ရှင်းထားရမယ်တိုနီဒက်ကင်ဆင်နဲ့ဒါဝိစ်ကိုရှာပြီးငါဖုံးဆက်မယ်တဲရောက်ကိုတော့တွေ့မှာပါငနေကြီးတွေဘုံဆောင်နေမှာတေချာတယ်ကွာတခုတော့တရီထားတိုနီငါတို့ရဲ့မော်ရစ်ကလေးဒန်ဘီတန်နဲ့ဝါတန်ကောင်တဲ့ရင်ကိုထိမှုက မှုတဲ့တယောက်ရဖို့တဲ့ပိုရေးကြည့်ရဲကွာဟုတ်ကဲ့ပါဦးဒါပဲနော်တိုနီဖုန်းချလိုက်တိုနီတော့ပွားသွားသည်လိုဂန်ကလေတန်နေဖြင့်မိမိအားဘာလို့တင့်တင်ဘာမလို့တင့်ဘူးဟု၍ဩဇာရီပေးနေစရာမလိုအပေါ်စီးယူလုံးအားကြည့်သည်ဒီလူကြီးဒီလိုလှုပ်ပေါင်းများပြီမျိုးရိုးစင်စဲမိသားစုရှိန်ဝါကုန်ဖြင့်ပါဝါအာနာပြရက်တီမှာသူ့ချင်းလေးတို့စီးရင်မကလေးဝင်လာသည်အသိဖြစ်ပြီလားဟုမေးပြီးတိုနီကရောက်မဆိုင်နှုတ်တက်ရွတ်တော်၏တည်တန်းစာတက်မှန်ပြေစွက်ချက်ခေါင်းစီး မြင်းသားဟာဘာဖို့ရဲ့နေကျွန်ုပ်အိမ်ဖြူရိတ်တာပိုင်ရှင် Mrs. J. Arthur Allen ကိုစိတ်နှပြကျမ်းမာနေစဉ်တွင်ဟဲ့တငယ်မင်းငါလိစာဘလို့လို့သိနေတလဲအဖွားကြီးကဖြတ်မိသည်တိုနီငိုင်းမိသွားဤခဏကြောင်သွားသည်ခုတင်ကဆာရွက်ကလေးမှရေးပြီးအပြင်မှာကျွန်တော်အတွေးမှုနဲ့စုံစမ်းခိုင်းလိုက်တာပါဘွာအမှန်တိုင်းဝယ်ခိုင်းလိုက်သည် Mrs. Allen ကောင်းတဆဆညိအင်းမဆိုးပါဘူးကဲဆက်လို့ဆက်လို့အဲ ဘယ်ရောက်သွားပြီလဲဟုတ်ပြီကိုစိတ်နှစ်ဖြာကျမ်းမာနေစဉ်နဲ့အသိဉာဏ်အဖွားကြီးကစကားဖြတ်ပြောပြန်သည်အသိဉာဏ်မှတ်ဉာဏ်နဲ့ပတ်သက်လို့ကတော့အဖွားကိုတော်ရုံလူမမိဘူးကွလူတွေထင်တာတဲ့ကိုအဖွားကမှတ်ဉာဏ်ကောင်းတယ်ဟုတ်ကဲ့ခင်ဗျအေးဗားတဲ့အသိဉာဏ်မှာစုံသွားရင်တော့ပြေဝကြည်လင်နေစဉ်1940ခုနှစ်ဇွန်လ6ရက်နေ့တွင် ရေးသားခဲ့သောတည်တန်းစာကိုဖြစ်စွရေးသားကြောင်းကြေညာအပ်သည် ဗေဒန်းစာဖြစ်ဆွတ်ချက်ဆိုတာရေးတင်တဲ့ကိစ္စအကွက်အဖေါ်အခုလိုပြင်ဆင်ဖြစ်ဆွတ်တဲ့ Mr. Dickinson နဲ့ Mr. Dawis တို့ကစိတ်မကောင်းဖြစ်ကြတယ်။ဒါပေမဲ့ဒါကအဖေါ်ရဲ့ကိုယ်ပိုင်ခွင့်ရေးပဲ။ကိုယ်လှုပ်ချင်တာလှုပ်မှာပေါ့။နောက်တစ်ခုက သေဒန်းစာပြင်ဆင်ချက်ရေးတိုင်းအဖေါ်ရဲ့တူတွေတူမတွေမြေးတွေအားလုံးတက်တက်ကြွကြွဖြစ်လာကြတယ်လေ။နောက်တစ်ခုရှိသေးတယ်အဖေါ်ရဲ့သေဒန်းစာဖြစ်ဆွတ်ချက်ရေးရတာပြောစရာတမျိုးပဲခင်ဗျ။ တိုနီကပြုံးပြီးပြောတော့အဖေါ့ကိုခဏကြောင်သွားပြီးတခက်ခက်ရည်သည်ချီစံဒါကိုမြင်တတ်တဲ့လူတရားအောင်မအဖေါ့မတွေ့ဘူးသေးဘူးမင်းဟာပထမဆုံးပဲတိုနီကပြုံးနေလိုက်သည်ကဲပြန်ဆက်အောင်ဘေးရောက်သွားပါလိမ့်တိုနီကဆက်ပြောသွားသည်မြေဖြစ်သူ great shipen အာ beauty ကိုချစ်မြတ်လို့ဆိုတာစောင့်ရှောက်လိမ့်မည်ဟုသည်မျှော်လင့်ချက်ယုံကြည်ချက်ဖြင့်ခွေးမကလေးကိုပေးအပ်ခဲ့ပါသည်ဘလို့သဘောရပါတယ်လေဘွာကောင်းတယ်ကွယ်ထိတ်ကောင်းပါတယ် တိုနီကလည်းနေဆက်ဆေးမလေးကဆက်လက်ညွှန်ကြားလိုက်သည်ကဲဒါဖြင့်အောက်ဆုံးဘက်ကိုထုံးစံတိုင်းထည့်ရိုက်ကွာပြီးတော့လက်မှတ်ထိုးဖို့ယူခဲ့ဆေးမလေးထွက်သွားသည် တိုနီကမစ္စစ်အယ်လင်ဘက်သို့လှည့်လိုက်သည်နေရာမှာဆုံးဖြတ်ချက်ကြီးတစ်ခုကိုချလိုက်ပြီးဘွားကြီးကိုတကစ်စင်းနဲ့ဒါဝစ်တို့ထံမှအရာယူဖို့တတိတော်ထားရမည် တကွက်ကလေးမှသည်နှင့်ရှေ့နေလိုင်းစဉ်သိမ်းခံရမည်ဒါမှမဟုတ်လက်ရှိအလုပ်ကထွက်ရမည်ကိုလန်းကိုရှောင်းနေရင်ခီးသွောဟန်လွယ်မစ္စစ်အယ်လင်မိမိအိတ်ထဲရောက်လာသည့်ပုံစံမျိုးကိုပေါ်လျောင်လုပ်ရမည် ဒါကိုအောင်မြင်အောင်လုပ်နိုင်ရင်ဘဝရှိရေးအတွက်ပူစရာလုံးဝလိုတော့မည်မဟုတ်ဒီအတွက်ပထမဆုံးလိုအပ်ချက်မှာဟာခွက်ကိုစဝင်ရင်ဖြစ်ဘဲ၆ကညာလှမ်းကြည့်သည်ရုတ်တရက်ဝင်းမောင်းမတွေ့တော်တော်ဖားကြီးနဲ့နိုင်ဝက်ခန့်စကားပြောရင်အပြင်းထန်လေလာသည်စဉ်းစားကြည့်ချင်းချင်းစီစီတဲ့တွင်ဘူရာယုံမှမြို့ထဲသို့တက်စီမငားပဲချင်းချင်းလျှောက်လာသည်တဲ့ပြီးတော့ဈေးပေါ်ပေါ်ဆိုင်ကလေးတစ်ဆိုင်မှာနက်နက်စာစားသည်တဲ့ငွေကိုအလွန်စစ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 ်သုံးသည်တဲ့ဘော တကယ်စနဲ့ဒါဝစ်တို့တဲ့ပို့ပြီးသူ့ငွေတွေအကုန်တက်တာအောင်လမ်းညွှန်ပေးနိုင်နေမိမိအတွက်ငွေရင်းကြီးတရင်ဖြစ်လာမည်မဟုတ်ချာစကားဆက်ပြောနေသည်တိအယုံကိုအနိုးကြားဆုံးထားပြီးအကွက်ချောင်းလျက်ဂျူဒီချောင်းကိုစိတ်ပါလက်ပါမီးတော့ဖာကြီးကကြရရည်လို့ပြောတော်သည်ဘလောက်လေးမှကြောင်းဘလို့သခင်အလိုက်သိချောင်းများထိုမှသစင်မစ္စစ်အယ်လင်ကလူတော်တော်များများခွေးကိုစနစ်တကျမချစ်တတ်ကြောင်းပြောရင်းတလေးဆန်ဆောင်းရှောက်ရဲ့အသင်းရှိရာတကယ်ကောင်းတာကွဲ့ မဟုတ်ရင်ခွေးတွေနဲ့တိရစ္ဆာန်တွေအတွက်မလွယ်ဘူးအဖွားကတော့အဲ့ဒီတိရစ္ဆာန်ဆောက်ရှောက်ရေးလုပ်ငန်းကိုတကယ်လေးစားတယ်အဖွားတနစ်ကိုတထောင်လုပ်တယ်လीပြီးတော့အမဲယူကိုခွေးဆွဲလို့တိုနီဇုတ်ဝင်ပြီးစကားဖြတ်လိုက်သည်အဖွားအဲ့ဒီငွေတွေကိုငွေသားနဲ့လူတာလိုက်ရင်ဒါပေါ့ဟေနှုတ်ဘလို့လူရမှာတော့ကျွန်တော်ဆက်စွတာမဟုတ်ပါဘူးအဖွားမှာအစုရှယ်ယာတွေအများကြီးရှိတယ်မဟုတ်လားအဲလီယန်ကုမ္ပဏီရဲ့အစုရှယ်ယာတွေကိုကျွန်တော်ဆိုလိုတာမဟုတ်ဘူးနော် General Electric နဲ့ General Motor Company အစု share တွေကိုပြောတာ။ဟေးလေရှိတာပေါ့။အဲ့ဒါနဲ့ဘာဆိုင်လို့တော့ကွဲ့။ဒီလိုပါဖွာ။အဲ့ဒီအစု share တွေမှာအဖွားတွေအမျက်တွေအများကြီးရှိပါတယ်။အဲ့ဒီ share တွေကိုအထူးမျက်ခွန်မဆောင်ပဲအဖွားရောင်းလို့မရပါဘူး။ဒါပေမဲ့တထောင်နဲ့ share တစ်ခုလိမ့်ဆန်စောင့်ရှောက်ရေးအသင်းကိုလှူလိုက်ရင်အမျက်ခွန်တပြားမှပေးဖို့မလိုဘူးခမ။လိမ့်ဆန်စောင့်ရှောက်ရေးအသင်းကအဲ့ဒီ share တွေကိုတန်ဖိုးပြည့်နေရောင်းနိုင်ပါတယ်။ အဲ့ဒီတွေ့ဖွားရဲ့မျက်ခုံမှာဝင်ငွေကနေအလှငွေကိုနှုတ်ပြနိုင်တဲ့အတွက်အပုံကြီးတက်တာမယ်လေအတိဘေကတော့အလှလဲမြောက်တယ်အမျက်ခွန်လဲတက်တာတယ်ပေါ့ဖွားရဲ့အဲ့ဒါကိုအဖွားမစဉ်းစားမိဘူးလားဖွားကြီးကောင်းထောင်လာသည်အစာကိုထိုးတုတ်တော်မြင်ငှက်တကောင်ကြီးအမူအရာဖြင့် ကောင်းတယ်ကောင်းတယ်အဖွားတိတ်သဘောကျသွားပြီနေပါဦးမစ္စတာတစ်ကင်ဆန်နဲ့ဒါဝစ်တို့ကဘာဖြစ်လို့ဖွားကိုအဲ့ဒီလိုအကြံမပေးကြတာလဲခြေရလက်ရမကြံပြန်ဖုံးရသည် မြင်မြန်တို့ရမိကိစ္စ ဟုတ်ကဲ့စကားမဆက်မိလို့ဖြစ်ပါလိမ့်မယ်ဘွာဆက်မိရင်တို့လည်းကျွန်တော်လိုပဲအကြံပြုမိပါပါထို့စဉ်လက်နေဆက်ရိုက်ပြီးသားဇာရွက်တွေနဲ့ဈေးမကလေးပြန်ဝင်လာသည် Mrs. Allen ကနှစ်ထပ်မျက်မှန်ကိုထုတ်ပြီးတလုံးချင်းဆစ်ဆစ်ဆစ်ဖတ်သည်အေးကောင်းတယ်ကောင်းတယ်ဟုဆိုပြီးလက်မှတ်ထိုးသည်တိုနီနဲ့ဈေးမကလေးကတည်တက်တဲ့နေရာတွင်လက်မှတ်ရေးထိုးပေးကြသည်တကယ်စင်းနဲ့ဒါဝစ်ကိုမိတူပေးခိုင်းလိုက်ပြီးစေကူပြီးမှမလို့ကြောင့်သဘောပေါက်လိုက်သည် ဤတွင်ရန်ဒါဘက်စီမှကြာဘူးသည့်အတန်တန်ထပ်ပေါ်လာသည်။တာမန်တဲ့ပူကျဲသည်ဂျုံတက်ကစင်းအဖေသံငွေရည်ကြီးကို ပြန်လှုပ်ဖို့အပြေးလွှားလိုက်လာခြင်းဖြစ်သည်။တိုနီယုံကန်နဲ့သူဘော်ဒကောဝင်လာသည်။အိုးမစ္စစ်အယ်လင်ရဲ့ဒီမနေ့ကျွန်တော်တို့ယုံကအဲ့ဂျိုဈေးမှအသက်ကလေးနဲ့အဆင်မပြေဖြစ်သွားတဲ့ကိစ္စကိုကြားပြီးအကြီးအကျယ်စိတ်မကောင်းဖြစ်ရပါတယ်။ကျွန်တော်တို့ကိုကျွန်တော်တို့လည်းဘယ်တော့မှခွင့်လွှတ်နိုင်တော့မှာမဟုတ်ပါဘူး။ဖောင်းကမစ္စတာတက်ကစင်ကိုမျက်လှပင်ကြည့်သည် မယ်ပြုံးလေးပြုံးပြီးခန့်ညင်းကြီးပြောသည်။အိုးရှင်တို့ကိုရှင်တို့ဘာများခွင့်မလွတ်နိုင်စရာရှိလို့လဲမစ္စတာဒစ်ကစ်ဆင်ရဲ့ဒီမှာကျမကိုဒီတငယ်ကဂိူတဆိုင်ဆောင်ရွက်ပေးနေတာပဲ။မစ္စတာဒစ်ကစ်ဆင်ကအေးဆက်ဆက်မျက်လုံးများဖြင့်တိုနီကိုကြည့်လိုက်။အော်တိုနီ ပြန်တွေ့ရတာဝမ်းသာပါတယ်ကွယ်။ကျွန်တော်နှစ်ယောက်ဟာမိတ်ဆွေဟောင်းနေပါမစ္စစ်အဲလင်ကျွန်တော်စီမှာချိန်မှဆင်းသွားတာလေတိုနီအလွန်တော်တဲ့ရှင်းနေတယောက်ပါ။ ရှင်ပြောတော့တော့ရင်ဘာဖြစ်လို့ရှင်းစီမှာသူ့ကိုအလုပ်ပေးမထားလဲမစ္စတာဒစ်ကင်ဆန်တိုနီက ပြောညင်စိတ်ကိုမြှို့ချပြီးဒီလိုပါဖွာကျွန်တော်ချိန်ပါနောက်ဆုံးနှစ်မှာမစ္စတာဝါတန်နဲ့တွဲပြီးစာတအုပ်ကူးရေးရပါတယ်အဲ့ဒါနဲ့ဒီဘက်ကိုရောက်လာတဲ့ဆိုပါတော့မစ္စတာဒစ်ကင်ဆန်ကကျွန်တော်အတွက်အကူအညီအရဆုံးပို့ကိုကြီးပါခင်ဗျမစ္စတာဒစ်ကင်ဆန်ကရဲတတင်းပြုံးလိုက်ပြီးတိုနီကိုကျွန်တော်တို့မရလိုက်တဲ့အတွက်နောက်နောက်ရလို့မဆုံးပါဘူးခင်ဗျာ။ဩ ဒီဥစားဒေတန်းစာပြင်ဆင်ချက်ထင်တယ်ဟုတ်လား Mrs. Allen ဟုတ်တယ်အားလုံးပြီးပြီရှင့်ကောင်းကောင်းမွန်မွန်တက်တက်ရရကိုပြီးတာကျွန်တော်ဥရုစီရင်မိတူတဆောင်ပို့ပေးမလားလို့ပါခင်ဗျာဟာတိတ်ကောင်းတာဗောကဲ Mrs. Allen ကျွန်တော်ရုံကန်းကိုသွားပြီးမူလဒေတန်းစာကိုပြန်ကြည့်ရအောင်လားတခြားစာရွက်စာရွက်လည်းစစ်ဆေးရင်ဗော Mrs. Allen တပြင်းချလိုက်သည် Mr. Loringa တခြားကိစ္စတွေမှာလည်းအကူအညီရတယ် Mr. Dickinson ရဲ့ ကျမတနစ်ဒေါ်လာတထောင်တိရစ္ဆာန်စောင့်ရှောက်ရေးအတင်းလှူနေတဲ့ကိစ္စကိုငွေသားမပေးပဲအစုရှယ်ယာပေးရင် အမျက်ခွန်တက်တာတဲ့အကြောင်းလဲသူ ရှင်းပြတယ်ရှင့်ကျွန်တော်တို့စကားပြောရင်အဲ့ဒီအကြောင်းရောက်သွားကြတယ်ဦးဦးနဲ့စကားဆက်မိရင်လည်းအဲ့ဒီလိုပဲအကြံပေးပါပဲလို့တော့ Mrs. Allen ကိုကျွန်တော်ပြောနေပြပါသေးတယ်ဒါဗောဒါဗောမင်းကိုဦးချစ်ကြပါတယ်တွန်နီမင်းအလုပ်တစ်ခုကိုတည်တည်တတ်လုပ်ပေးရုံနဲ့မကဘူးအတ္တဟိတာပရိဟိတာနှစ်ခုလုံးအကျိုးရှိအောင်လုပ်ပေးရလေရောက်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ Mrs. Allen ဖြည်းဖြည်းချင်းထားသည်ကဲတငယ်မင်းငွေတောင်းခံလာလို့မျက်မျက်ကလေးရေးပြီး Mr. Dickinson စီတင်လိုက်ပြီးတော့နောင်လဲခုလိုအဖွားရဲ့ငွေတွေအကုန်ကြတက်တာစီရဲ့နီးလမ်းများစဉ်းစားမိရင်အချိန်မီလန့်ပြော်နော် Mr. Dickinson ကသက်မရှိဘဲနားထောင်နေကြောင်းကိုတိုနီကဲခတ်လိုက်မိသည် မောင်ရွှေမရှိအောင်စကားပြောရမည်ကြောက်ကုန်တဲ့တရားကိုစိန်နှုံးကလေးများကိုရွေးလိုစကလုံးရွေးပြီးပြောလိုက်သည် အဖေါ်က ကျွန်တော်မိတ်ဆွေကြီးမစ္စတာတကင်စင်ရဲ့လက်ဆွဲပုဂ္ဂိုလ်ဖြစ်ပါတယ်။တကင်စင်နဲ့ဒါဝစ်ကအဖအားကိုအကောင်းဆုံးနဲ့တန်ဖိုးရှိဆုံးကြံ့ဉာဏ်တွေပေးကြပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်အနေနဲ့ရှေ့နေကျင်းဝဲရာသူတို့မလုံနိုင်တာကိုဝင်လုပေးလို့မရပါဘူးခင်ဗျာ။လုံးဝအကာအကွယ်ယူလိုက်ချင်းဖြစ် Mrs. Ellen နဲ့ Mr. Dickinson ကိုစဉ်းစားကြပြီးစေလေ။ဒါရုခွင်ဒါရုသဘောထားမြင့်မြတ်ပါပြီတဲ့။ Mrs. Ellen ကခေါင်းတညိမ့်ပြင်းစကားဆိုသည်

ရစ်စမတ်သမင်းစပွဲကိုလာခဲ့ရသည်စစ်ထဲမှပြန်လာပြီးကလေးကတိုနီကိုမစ္စတာဝါတန်ဒလိတစားဆက်ဆံသည်စိတ်ဝင်စားပေါင်းတင်သည်အလာဘာတလာဘာနဲ့ငယ်ပြောကြပြီးနောက်မစ္စစ်အလင်ရောက်လာသည့်အကြောင်းကိုတိုနီပြောပြလိုက်မစ္စတာဝါတန်ခွတ်ထုတ်ခွလန်ရည်သည်မနေ့ဖြန်ယူနီယံကလပ်ညစာစားပွဲမှာဒီတရင်ကိုငါဖောက်တယ်ချရမယ်ကွာဇလန်းကိုခွေးမကလေးပြူတီအတွက်ဒေတန်းစာလို့နာမည်ပေးရမယ်ကြားရတဲ့လူတွေရေလိုက်ကြမယ်ဖြစ်ချင်းကွာ ဒေခစင်တယောက်ဘလောက်တွေးပြက်နေမယ်ဆိုတာတွေးပြီးတော့လေဒီကောင်တွေကခုလူကြိုက်နည်းလာပြီကွမစ္စတာဝါတန်ကဒေါသကလေးဆွဲ့ရပြောသည်ဒါရေစရာကိစ္စလို့တော့ကျမတော့မထင်ဘူးတွနီကို တနှားပါတယ်ဒါဆိုအဖွားကြီးကိုတွနီမရနိုင်တော့ဘူးပေါ့သူခင်ဗျာဒီလိုမှုတဲ့တယောက်ရထားဖို့ကောင်းတာပေါ့ရှင်မစ္စစ်ဝါတန်မှာလှမြေးတိုင်းလှနေစေဖြစ်တော်တော်စပင်းမှာငွေအောင်ရှစ်တန်းစာပြုတ်နေပြီ အတူတူမြင်းစည်းခဲ့သည့်အချိန်တွင်မှရာစုနှစ်ချီ၍ကြားခဲ့ပြီးဟုတိုနီစိတ်ထဲတွင်ထင်နေ။အော်မိတ်ကလေးရဲ့မင်းဒီကိစ္စတွေကိုနားမလည်ပါဘူးကွာ။တိုနီလှုပ်တာအမှန်ဆုံးအကောင်းဆုံးကွာ။ဟုတ်လားတိုနီကိုကတော့မင်းကိုအားတယ်လို့ပဲထင်တယ်။ဘဲကအားရမှာလဲကွာ။မစ္စတာဝါဒန်ကတိုနီကိုကြည့်ပြုံးပြီးဆက်ပြောသည်။တိုနီကွက်ကိုငားမြင်ပါတယ်။မင်းဖွားကြီးကိုမြားထားတယ်မို့လား။အဲ့ဒီတွင်မင်းနဲ့ငါနဲ့ဆွေးနွေးကြနေတယ်မို့လား။ကဲ ငါတို့ရဟုတ်လားမဟုတ်ဘူးလားပြောကွာလိမ့်ဆယ်များကာကွယ်စမ်းရှောင်ရေးအသင်းရန်ပုံငွေကိစ္စသူ့ကြံပေးချက်ကို Mrs. Allen သဘောကျသွားပုံနဲ့ဒီလိုမိမိငွေတွေဖိတ်စင်မရှိအောင်လုပ်နိုင်သည့်နည်းလမ်းများရှိရင်အတိပေးဖို့အဖွားကြီးမှတ်သားပုံများကိုပြောပြလိုက်သည်ဟုတ်လားစိတ်ဝင်စားစရာပဲဟေးအဲ့ဒီချိန်မှာတီကင်စင်ရှိနေသလားသူ့ရှိမှမင်းဘယ်လိုစကားပြန်လိုက်တလဲတိုနီကသူ့ပြန်ကြားချက် ပြည်စုံကိုရင်းတိုင်းပြောပြလိုက်သည်ကောင်းတယ်ကောင်းတယ်တိတ်ကိုကောင်းတယ် ကျွန်တော်တော့ရှင်းလို့ပြောနေတာနားထောင်ပြီးအကျိုးမြတ်သိမ့်မမြင်ပါဘူးဒီလိုရှိရဲ့ကာရိုရဲ့အနှစ်သာရကဘာလဲဆိုရင် ကွက်ကြော်ဖြတ်ပြီးဖွားကြီးကိုတွန်းနေတော်လိုက်တဲ့နင်းနဲ့စီးရုံနေတဲ့အကြောင်းကိုတကစ်စင်ကရှင်းပြနိုင်တယ်ဒါဆိုရင်အိဗယ်တမျိုးဖြစ်သွားနိုင်တယ်ကျွန်တော်ဘက်ကတော့ရှင်းပါတယ်ဦးတွန်းနေဖြတ်ပြောလိုက်ဟုတ်ပါတယ်မင်းဘက်က ရှင်းပါတယ်လေနောက်ွယ်ကမင်းဘလို့ပဲစီစဉ်ရှိရှိမင်းကိုရှင်းနေခြင်းဝင်ဖောက်ပြမှုနဲ့ပတ်တော့ဘယ်သူမှတရားမစွဲနိုင်ပါဘူး ကျွန်တော်စိုးရင်တာကကျွန်တော်ကြောင့်လုပ်ငန်းတစ်ခုလုံးထိခိုက်မဲ့ကိစ္စပါပဲ။လိုကန်ကလီတန်ကတော့ကျွန်တော်ကိုမနေ့ကစိတ်ပြတ်သွားမှာပဲ။ဒီကောင်းအလကားပါကွာ။စွန်စားရမယ့်လူမျိုးကိုရှောင်းတယ်။ပြီးတော့နာမည်ကြီးအောင်လှုပ်ချင်တယ်။ဘန်လုံငန်းကိုမျိုးရိုးနဲ့လှုပ်လာတာဆိုတော့ငွေရဖို့ပဲကြည်တတ်တယ်။ကိစ္စမရှိပါဘူး။သူနဲ့ငါတွေ့ပြီးစကားပြောဦးမှာပါ။မနေ့ကလိုပဲຢာတိုင်းကိုမင်းစွန့်ဖြတ်တဲ့ရင်သူနဲ့လည်းအဆင်ပြေသွားမှာပါ။ Mrs. Warden ကစံတစ်ခုကိုလေးနဲ့စဉ်းစားနေဟန်ပြင်ခက်တိုးတိုးပြောသည် Grace Grace ကျမ great ship နဲ့သွားတွေ့လိုက်အောင်မေ။ဩကာရိုရဲ့မင်းဒီကိစ္စမှာဝင်မပါချင်ပါနဲ့ကွာ။ Mrs. Watson ကမလျှော။ Grace ဆာကျမနဲ့စေယုံအုပ်ချုပ်ရေးဖက်မှာအတူတူလုပ်နေတာပဲ။အချိန်မြေးသူနဲ့တွေ့ခွင့်ရှိတယ်။ခွေးမကလေးတွေ့တည်တန်းစာအကြောင်းပြပြဖို့ခွင့်ကြုံရင်ကြုံမှာပေါ့။တမျိုးလုံးလဲဒါပဲပြောနေကြတာမဟုတ်လား။ရှင်တို့ရှင်နေတဲ့ငါကျမကိုမလုပ်နိုင်ပါလဲ။ဘာမှတော့မလုပ်နိုင်လာဘူးပေါ့။ဒါပေမဲ့ဇွန်တယောက်ရဲ့တည်တန်းစာအကြောင်းပြောတာဟာလောကနေတည်နဲ့မညီဘူးပေါ့။ဟုတ် လောကနေတီကမိမတွေအတွက်မလိုပါဘူးလောကနေတီဆိုတော့ယောက်ျားတွေတည်ဖို့ကျင်တဲ့အဖို့ကုန်ပစ္စည်းတစ်ခုပါငွေကြီးနဲ့ပတ်သက်လာရင်ဂရိစာသူ့ဖောက်တဲ့တောင်ပုစစ်ဆက်သိကြတယ်တိုနီပြောလိုက်တဲ့စကားတွေကို Mrs. Allen နားလည်မလဲကျမလေ့လာကြည့်မယ် Mr. Watson ပခုံးတွန်နီအေးမိမဖြစ်ရင်ပြည်ပြတ်တယ်ဆိုတာကြားဖို့တယ်မဟုတ်လားတိုနီတိုနီကစကားလမ်းကြောင်းပြောင်းတဲ့နေပြင်ဝင်ပြောသည်ကျွန်တော်တော့ Great Shipan ကိုတခါမှမတွေ့ဘူးဘယ်လိုပုံစံမျိုးလဲရင် ကာရိုဝါတန်ကဖြည်သည်တိတ်ချစ်ဖို့ကောင်းတဲ့မိကလေးပဲတွန်းသည်တော်တယ်ထက်တယ်ပေါင်းလို့တင်းလို့ကောင်းတယ်တခုပဲပြောစရာရှိတယ်သူကြည့်ရတာအသေးနှလုံးမရှိလို့ပဲမင်းသူ့ကိုသဘောကျမယ်မထင်ဘူးအဖွားနဲ့တူတယ်ဆိုရင်တော့မြင်မြင်ချင်းကျွန်တော်ချစ်မိမယ်ထင်တယ်နောက်ဆယ်ရက်လုံးလုံး Mrs. Ellen နဲ့ Ellen and Company သတင်းများကိုစုဆောင်းရင်းတွန်းနေချိန်ကုန်သည်လွန်ခဲ့သည့်စနေ့ကစပြီး company နဲ့ပတ်သက်သည့်သတင်းများကိုလေ့လာသည်နှစ်ချုပ်စီရင်ခံစာများကိုဆန်နစ်စာငှားပြီးအသေးစိတ်ဖတ်ရှုရင်း မစ္စစ်အလင်ဘန်နာရေးခြေနေကိုထဲထဲဝင်ဝင်သုံးသက်သည်မျက်ကွန်းစင်းများကိုကြည့်ရှုခဲ့ရမည်ဆိုလျှင်ဘာပဲပြရပြရသို့တော်ရဖို့မလွယ်နောက်ဆုံးနီးမျိုးစုံသုံးပြီးမစ္စစ်အလင်နဲ့ပတ်သက်သည့်အမျက်ကွန်းသတင်းများကိုအရယူသည်ဟာခွက်သိမ့်မတွေ့လားတကစ်စင်းနဲ့ဒါဝစ်တို့လည်းလူတော်တွေမဟုတ်လားနှစ်ကူးပြီးမကြခင်လိုကန်ဂလီတန်ကသူရုံးကန်းကိုလာဖို့ခေါ်သည်တိုနီဘာမှပြည့်စုံခြင်းမရပဲဝင်သွားသည်အခန်းထဲတွင်မစ္စတာတကစ်စင်ကိုတွေ့ရ၏နှစ်လဝဲပြုံးကုန်နှခန်းတွင်ဆင်မြန်းလျက် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကဒီပြောင်းကိုယုံကြည်ခဲ့ခြင်းကြောင့် Jones ကိုဆုံးရှုံးခဲ့ရပြီ။လက်ကိုတင်းတင်းဆုပ်ပြီးနှုတ်ဆက်ရင်းတွေ့ရတာဝမ်းသာပါတယ်ကွယ်။မိနေကောင်းတယ်တော့တွန်နီဟုဝမ်းသာအဲလဲနှုတ်ဆက်၏။နေကောင်းပါတယ်ခမညာကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပြောပါဦး။ကျွန်တော်ခေါ်တယ်ဆိုလို့ Logan Clayton ဒီသူ့ရုံးခန်းကို High Court တရားသူကြီးရုံးခန်းလို့အမြင့်သဘောထားတတ်သူဖြစ်။ဟန်ပါပါကောင်းညှိလိုက်ပြီးဟုတ်တယ်တွန်နီထိုင်းလေကွာ။ Mr. Dickinson ကဒုစီကိုတော်တော်လေးနဲ့တက်ပြဿနာတခုယူလာတယ်ကွာ။ မစ္စတာဒီကင်ဆန်ကြားဝင်ပြောသည်တတော်ကိုရေးကြည့်တဲ့တွန်နီရေစရာလည်းကောင်းတယ်မစ္စစ်အန်လင်ကိစ္စပါအဘကြီးကချစ်ဖို့ကောင်းပါတယ်ဒါပေမဲ့သူများပြောရင်ယုံလွယ်တယ်ကွလိမ့်ဆန်ကာကွယ်စောင့်ရှောက်ရေးအသင်းကိုငွေလီရဲကိစ္စမင်းကြံပေးတာမှတ်မိမှာပေါ့လိုဂန်ကလီတန်ဝင်ပြောသည်ခဏလေးစကားဖြတ်မိပြရစေတွန်နီပြီးတဲ့ဂျန်နဲ့ပတ်သက်လို့မစ္စတာဒီကင်ဆန်ကန့်ကွက်လိုပါလားကျွန်တော်ဒီရတော့ဒီကိစ္စကစက်မိဆက်ပြောရင်အမှတ်မတင်ပြောမိတာပါ။အိုး မကန့်ကွက်ပါဘူးဗျာဟာမကန့်ကွက်ပါဘူးဒါပေမဲ့ရေစရာကောင်းတာက Mrs. Allen ဟာတွင်ငွေတွေတိုးပွားအောင်အကုန်ကြတတ်တောင်ဒိုနီလှုပ်ပေးနိုင်မယ်လို့ထင်နေတယ်ရေစရာကောင်းတဲ့အကြောင်းအဖွားကြီးကိုပြောပြလိုက်ဖို့ကောင်းတာပေါ့ခင်ဗျာတိုနီကခက်အေးအေးဝင်ပြောသည်ဒီလိုရှိရဲ့တိုနီရှေးဖွားကြီးတွေဟာမျက်ခွန်ဆောင်ရတာကိုအစောကခံရတယ်လို့ထင်နေကြတာကွအေးလေမင်းပြောလို့ပြောလိုက်ဖို့ကောင်းတာပေါ့ဒါပေမဲ့ Mrs. Allen ရုံးငန်းတဲ့ကထွက်ခါနေမှာ မင်းပြောလိုက်တဲ့စကားလုံးတွေကနည်းနည်းညှိနေတယ်ကွ။ခမင်းစကားကိုပြန်ပြင်ကောင်းဝင်မစ္စတာဒစ်ကင်ဆင်ကျွန်တော်တို့အတွက်တိတ်ခါကြစေမယ့်အသုံးအနှုန်းမျိုးဖြစ်နေတယ်ခမင်း။ကဲဆိုပါဦး။ဘာလို့များတိုနီပြောလိုက်လို့လဲ။လိုဂန်ကလီတန်ကဝင်ထောက်လိုက်သည်။မစ္စအယ်လင်ပြန်ကန်နီမှပြောတယ်ဗျာ။သူ့အတွက်တက်တာတက်တာကြောင့်နီးလန်းရှိရင်ကြံပေးပါတဲ့။တိုနီပြန်ပြောတဲ့စကားလုံးတွေကျွန်တော်တိကျပြန်ပြောပါမယ်။အဖေဟာကျွန်တော်မိတ်ဆွေကြီးမစ္စတာတက်ကင်ဆင်ရဲ့လက်ဆွဲပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ရှေ့နေကျင်းဝေးအရာ သူတို့မလုံနိုင်တာကိုဝင်လုပ်ပြီးလို့မရပါဘူးခမားတဲ့သတိစကြဆန်းစစ်ကြည့်ရင်အတိတ်ပဲကမကောင်းဘူးတိုနီစိတ်ထဲကပါလို့ပြောတာလို့တော့ကျွန်တော်မထင်ပါဘူးဟင်းဒါဆိုရင်တော့ဟုတ်တယ်ကွာတိုနီမင်းစကလုံးတွေကတစ်ဖက်ကိုထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကိုငါထောက်ခံရမလို့ဖြစ်နေပြီတိုနီပြောသည်တတိချာချာဆန်းစစ်ရင်မစ္စတာတကင်ဆန်စာကြောင်းတစ်ကြောင်းလုံကြကြံခဲ့တယ်ခမားတကင်ဆန်နဲ့ဒါဝစ်ကအဖွားကိုတန်ဖိုးရှိဆုံးအကြံဉာဏ်တွေပေးကြပါလိမ့်မယ်လို့ကျွန်တော်ပြောခဲ့ပါသေးတယ် ဟင်ဥဒရိယပါပြီ။မင်းပြောတာမှန်ပါတယ်။မစ္စတာဒီကင်စင်ဝန်ခံသည်အီရင်ကလေတန်ကထပြီးဟာလူကြီးမင်းကလည်းဒါဆိုတိုနီကခမရတို့တိတ်ခံမကြစေတဲ့အပြင်ဂုံတင်ပေးခဲ့တာဗျ။မစ္စတာဒီကင်စင်က အရှုံးမပေးသေး။ကျွန်တော်တို့ရှင်းနေတွေဟာသကလုံးကလေးတွေကိုကစားနေကြတာပါမဟုတ်ဘူးလား။မစ္စတာဒီကင်စင်က ခလုံးလုံးစကြည့်ပြီးမိတို့ပင်ဖြစ်စေတို့ထို့ပြင်တော်ရတို့ပေါ့ဗျာ။ Mrs. Ellen ဟာတိုနီရုံးကန်ကပြန်လာပြီး သူ့ငွေတွေကိုထိန်းသိမ်းနိုင်မဲ့ရှေ့နေဟာတိုနီပဲလို့စိတ်ထဲမှာစွဲနေတာအမှန်ပဲခင်ဗျဒါဝမ်းနေစရာကောင်းတယ်ဖြစ်လို့ကျွန်တော်ပြောရလိမ့်မယ်ထင်တယ်ကျွန်တော်တော့ဝမ်းနေစရာမမြင်ပါလားဟုမစ္စတာကလီတန်ကဝင်ပြောသည်တိတ်နာမည်တက်နေတဲ့ခင်ဗျားတို့အဖွဲ့အနေနဲ့တော့ဝမ်းသာစရာမကောင်းလာဘူးထင်တယ်ရှေ့နေကောင်းတယောက်ကိုမစ္စစ်အယ်လင်ကတွေ့ပြီးအဲ့ဒီရှေ့နေကသူ့ခွန်တုပ်တွေတက်တောင်လှုပ်ပေးနိုင်တယ်အဲ့ဒီရှေ့နေကိုသူသဘောကျတယ်ဒါကိုမစ္စစ်အယ်လင်သဘောမကျအောင်စိတ်ပြတ်သွားအောင်ကျွန်တော်လှုပ်ပိုင်ခွင့်မရှိပါဘူး ဒါဆိုကျွန်တော်တို့ကဘာလုပ်ပေးရမှာလဲဗျမစ္စတာကလေတန်ကပြန်မေးလိုက်လွဲပါရဲခင်ဗျာတိုနီအနေနဲ့မစ္စစ်အယ်လင်ကိုငွေရေးကြေးကာကွယ်ပေးဖို့ဘယ်နည်းလမ်းမှမရှိပါဘူးလို့ဝန်ခံချက်လေးတစ်ကြောင်းတစ်ကြောင်းကောက်ရေးလိုက်ပြီးတာပါပဲမစ္စတာတီကင်စင်ကခပ်ပပော်လေးတန်ဖြင့်တင်ပြသည်ဒါကဘာမှမခက်ပါဘူးဘာမှအပန်းမကြီးပါဘူးဟုတ်တယ်မို့လားတိုနီတိုနီအောင်တက်တက်ဖြစ်သွားသည်ကလေတန်နေဖြင့်မောင်းထုတ်ဖြစ်ဖို့ကောင်း၏ တော်တော်ဒီကစ်စင်ကမော်ရစ်ကလေတန်ပီတန်နဲ့ဝါတန်ဘက်ကိုမြောက်ပင်ထားတယ်လေလိုကန်ကလေတန်မှာဖွဲ့ဤဆောင်ဘုတ်ကိုနေရာတကာမှာလက်ကင်ထားသူဖြစ်ကျွန်ုပ်တို့ကယုံကြည်ပါသည်ဟုသည်ဆောင်ဘုတ်မစ္စတာဒီကစ်စင်လိုချင်သည့်စာကိုရေးမပေးဘူးဆိုရင်အကြောင်းပြရလိမ့်မည်ဒုတိယကျင်းဂျွန်ဒီကစ်စင်၏အဖေနှင့်ဂျင်ဆိုင်ရခြင်းဟိုတုန်းကအတိုင်းပင်မိမိကိုဂျောင်းပိတ်ပြီးဖမ်းနေပြန်သည်မင်းဒီကိစ္စကလေးကိုတလောက်အချိန်ယူစဉ်းစားနေရဲ့ဟုတ်စာတွန်းသည်မစ္စတာဒီကစ်စင်ကခက်ရှင်ရှင်လေးထောက်လိုက် လောက်လီကွာတိုနီဘယ်လိုလဲဒီလိုစာမျိုးရေးဖို့ကျွန်တော်ဝင်မလေးပါဘူးတိုနီစကားစတော့မစ္စတာတကင်ဆန်ကအင်းစိတ်ဝင်စားစရာပဲဆက်ပါအောင်ကွာပြောပါလေမင်းတော်သားကိုပုံမှန်လင်းပြောပါဘူးမစ္စတာကလေတန်ကလမ်းခင်းပေးသည်ဒီလိုရှိပါရဲ့ဦးမစ္စစ်အလီယန်ငွေတွေမယိုဖိတ်အောင်ကျွန်တော်နီလန်ရှာမပေးနိုင်ပါဘူးဆိုရင်ကျွန်တော်ထပ်ဆိုချက်ဟာမူသားထပ်ဆိုချက်ဖြစ်နေလိမ့်မယ်ရှုပ်ထွေးနေနေလာသည့်မြက်ခုံဥပဒေနှင့် Mrs. Ellen ဘန်နာရီကိစ္စများတွင်ဟာခွဲတစ်ခုတော့ရှိရမည်ဟုသောယုံကြည်ချက်ဖြင့် စွတ်တင်လိုက်ခြင်းဖြင့်ဟာကွာဒုက္ခပါပဲလိုဂန်ကလစ်တန်ကြီးလိုက်မစ္စတာတကင်စင်မျက်နှာကြီးရဲတက်လာသည်ဟုံးငနဲ့ထရရလိုက်တဆက်ဆက်တုံနေသည့်လက်ညှိုးဖြင့်တိုနီကိုငေါငေါထိုးပြီးမင်းအဲ့ဒါကိုတက်တေပြနိုင်ရင်ပြမပြနိုင်ရင်မင်းကတရားစွဲမယ်မင်းကငေါ့ကိုနယ်လဘိန်းလုံးအောင်းမိနေလား ဟုတ်ကဲ့ပါခင်ဗျာခုကျွန်တော်ရွတ်ဖတ်ပေးခဲ့တာကတော့ဆရာတင်မောင်မြင့်ဘာသာပြန်ထားတဲ့တမ်မရီလိပ်ပြာဆိုတဲ့ဘာသာပြန်ဝတ်ထွေရဲ့အပိုင်း၁၁ဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၂ကိုဆက်လက်ဆောင်မြောနားဆင်ပေးကြပါအောင်ခင်ဗျာတို့ညာရဲ့ပေးသံများအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမှာရှိကြပါစေခင်ဗျာ